မင်္ဂလာပါဤဒီစัจ java လာဤရဲ့မှာရှိတဲ့ဟောဒီစัจ java လာဤထဲမှာအတိတ်ပစ္စုပန်အနာဂတ်တရားအော်ဇာဗာကြည့်ရှုတဲ့အော်ဇာဗာကိုတည်ပြီးတော့ပြောင်းလဲမှုရှိတယ်လို့ဒါမဲ့တိတ်ပန်ပညာပေါ့နော်မနေ့ကဆိုတယ်လို့မနေ့ကကျွန်တော်ပြောခဲ့ပါတယ်အဲကျွန်တော်တို့ဟိုးအလုံးဝေးလံတဲ့နေရာမှာရှိတဲ့ နောက် Galaxy တွေကိုကျွန်တော်တို့အခုကျွန်တော်တို့ရဲ့မျက်စိမှာအဲကျွန်တော်တို့နောက်ဒီကဘာပြည်ကြီးကနေမြင်ရတဲ့အချိန်မှာအဲ့ဒီ Galaxy တွေကမရှိမရှိတော့ဘူးပေါ့နော်မရှိတော့ပါဘူးမရှိတော့အဲ့တော့ကျွန်တော်တို့ကဘယ်လိုဖြစ်သွားမလဲဆိုတော့အဲ့ Galaxy တွေကဟိုအတိတ်မှာပေါ့နော်ဟိုအဲ့အတိတ်မှာကျန်ခဲ့ပြီပေါ့နော်မရှိတော့အဲ့ကျန်ခဲ့တဲ့အတိတ်ကိုကျွန်တော်တို့ကပြစ်ဆုံးပန်းနေပြီကျွန်တော်တို့ကအနာနော်လမ်းမြင်ရတဲ့သဘောပေါ့နော်လမ်းမြင်ရတဲ့ ဒါဆက်ကြောက်လာရဲ့သဘောတရားပေါ့နော်။နောက်ဒီလိုပဲအဲကျွန်တော်တို့နော်ဟိုဒါအိုင်စတိုင်ရဲ့ relativity theory ကဟိုကျွန်တော်တို့နော်ဟိုအလင်းအလင်းနဲ့သွားလို့ရှင်အချိန်နော်မရှိတော့မရှိတော့တဲ့အတွက်ကြောင့်အဲသူကနော်ဒီကြံနေခဲ့တဲ့နော်လူတွေကတော့နော်ကိုကျွန်တော်တို့ကအတူတူအချိန်တိုင်းသွားနေမယ်။အဲ့တဲ့ကြောင့်ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ကလည်းအဲအဲ့အလင်းအလင်းနဲ့သွားတဲ့လူတွေ နော် black hole တွေကိုနောက်ရောက်သွားတဲ့လူတွေကဒီကအနာကက်ကိုရောက်သွားတာပေါ့နော်အနာကက်ကိုရောက်သွားပြီးတော့ခုနကကျန်တဲ့လူတွေကပစ္စုပန်မှာခြံနေခဲ့တာပေါ့နော်အချိန်ကြီးသွားခြင်းပေါ့ဒါဒါ time travel ဆိုပြီးသူတို့ပြောကြတာပေါ့လေအသိပညာကြီးပြောကြတာပေါ့နော်အဲ့တော့အဲ့တော့ဒါတွေကတကယ်ပြန်တွေးကြည့်တဲ့အခါကျတော့ကျွန်တော်ခုကဟိုဘယ်လိုများဘာသာဘာသာရေးနဲ့ကျွန်တော်စံနေပြီးဒါပြားသခင်ရဲ့နော်တဘောတရားတွေလေဒါဘာဖြစ်လဲ အဲဒီနော်ဒီအနိစ္စသင်္ခါရတွေတော့ပါမယ်နော်ဟိုအနိစ္စသင်္ခါရအကင်းအာချုပ်ရတဲ့သဘောတရားတွေပဲလို့ပြောလို့ရှိရင်တော့ဆက်ဆက်ပြီးပြောလို့ရှိရင်တော့လူတွေအဲနော်ဒါလည်းလက်ခံခြင်းမှာနားလည်းလက်ခံခြင်းမှာနော်နားလည်းနေမှာနားလည်းမယ်လက်ခံခြင်းမှာလက်ခံမယ်တကယ်တော့အဲ့ဒါနော်ဒီနာဘုရားတင်ခြင်းရဲ့သဘောတရားပဲနော်ကျွန်တော်တို့ခုနဟိုနော် black hole ရောက်တော့တဲ့အချိန်မှာမရှိတော့နော်ခုနအလင်းရဲ့နေတဲ့သွားနေတဲ့အချိန်မှာမရှိတော့နော် အချိန်တွေကဟိုအတိတ်မှာပါတယ်လေအဲကျွန်တော်တို့ကနော်ဂယ်လက်ဆီတွေကနော်အတိတ်မှာနော်ကြံ့နေခဲ့တဲ့ဟာတွေလှမ်းမြင်နေရတယ်နော်ဒီသို့တော်လည်းကျွန်တော်တို့ကဒါအဲဒီဒီကျွန်တော်တို့ကနော်ဒီ space time ကြီးကချိချိတဲ့အခါမှာတော့ဒါတမျိုးပေါ့နော်အခုချိအဲအဲလိုမချိဘဲနဲ့နော်ဖရာတခင်ရတကားဝါပေါ့နော်ဖရာတခင်ရခုနကဒီတကားဝါနေလှမ်းကြည့်လို့ရှိရင်တော့ကျွန်တော်တို့ကခုနကကျွန်တော်ပြောတဲ့အတိုင်းပဲကျွန်တော်တို့ကမြင်တွေ့ရမှာပေါ့နော်အဲကျွန်တော်တို့ပြောမယ်ဖရာတခင် နော်ဒုမုတ်ဘုရားသခင်နော်ဟိုဘုရားသခင်ကိုနော်ဟိုတကားဘောကယုံနေတဲ့လူရဲ့ observer observer ပေါ့နော်မျက်လုံးပေါ့နော်ဘုရားသခင်ရဲ့နော် observer မျက်လုံးနဲ့ကျွန်တော်တို့ကြည့်နိုင်မယ်ဆိုလို့ရှိရင်တော့ခုနကနော်အချိန်တိုင်းမှာနော်ကျွန်တော်တို့ကနော်အားလုံးကအတိတ်မှာကျန်နေခဲ့ပြီးတော့ကျွန်တော်တို့ကနော်ဟိုကိုယ်ကပြစ်ဆုံးပါမှာရှိနေလိမ့်မယ်အနာဂတ်ကတော့အဲမြေမှုငယ်ခက်မလွယ်ဘူးပေါ့နော်မလွယ်ဘူးမနာဂတ်ဆိုတော့ကျွန်တော်တို့ကဘုရားသခင်ရဲ့လောကန်တိတ်ပေါ့ မြင်မြင်နဲ့ပဲရောက်သွားမှုပဲပေါ့လေကျွန်တော်တို့ကခံစားအဲခံစားဖို့တော့တော်တော်ခံမှာပေါ့နော်ခံမှာပေါ့ဒါပေတော့အဲ့တော့ဒါတွေကကျွန်တော်တို့ပြန်ပြောတဲ့အခါကျတော့ဘုဒ္ဓဘာသာမှာပါလဲဆိုတော့တချို့အဲကျွန်တော်တို့နော်ဟိုအဲတပါရင်ဟိုပါရင်နဲ့နော်ဟိုဆရာတော်ကြီးတွေကျွန်တော်တို့ပြောကြတာရှိတယ်ကျွန်တော်တို့မနှောမှာနော်မနှောမှာအရာနူရာရာနဲ့မနှောမှာနေနိုင်ဖို့နော်ကျွန်တော်တို့လို့ပြောကြတာပေါ့နော် မနောမနိုင်ကိုပြောကြတယ်အဲ့တော့မနောဆိုတာဘာလဲလို့မြည်တဲ့အခါကျတော့မနောဆိုတာอืมကျွန်တော်တို့ကဒါတကယ်တော့မနောဝိညာဉ်စိတ်ဆိုတာတော့တော့ဒီမှာရုံဆိုတဲ့အုံထောင်းနဲ့ကျွန်တော်တို့ပါဖြစ်တယ်အဲเนาะဟိုဘုံဝင်စိတ်နဲ့တိုက်ပြီးတော့เนาะအဲ့ဒီရအနေလုံးမှာမနောဝိညာဉ်စိတ်ဖြစ်ပေါ်တယ်ဒီလိုပြောတာเนาะမနောပေါ့သို့တော်လည်းကျွန်တော်တို့ဘုံဝင်စိတ်ကိုလည်းမနောလို့ခေါ်တာပေါ့เนาะအဲ့တော့အဲ့ဒီဆရာတော်ကြီးတွေမှာဗောဓိမြေနာမြေအဲ့ဒီပြောတဲ့စကားဆိုလို့ရှိရင် မနောမနီဆိုတဲ့တဘောကတော့ကျွန်တော်တို့ကခုနနော်ကျွန်တော်ပြောတဲ့နော်ဟိုနော်ဟိုဘယ်လိုပြောလဲခုနပြောတဲ့ကျွန်တော်ကျွန်တော်ပြောတဲ့နော်ဟိုပစ္စုပ္ပန်ပါနော်ဟိုခုနပြားသခင်ရဲ့နဲ့နော်ဟိုဟိုနိဗ္ဗာန်နဲ့ခုနပြားသခင်ရဲ့နိဗ္ဗာန်နဲ့လောကရဲ့နော်လေစတဲ့ငါလောကကြောထဲမှာနေတဲ့သဘောမျိုးပြောတာ။အတုမနောဆိုတာကတော့ဘုံဝင်စိတ်။နော်ဘုံဝင်စိတ်မှာကန့်နေဖို့ပြောတာပါလား။ဘုံဝင်စိတ်နာမှာ တို့အေးရလုံးလုံးချင်းမှာပုံစိတ်ကနေလေးထားရတယ်အဲအဲ့မှာကျွန်တော်တို့ကကန့်နေမယ်ကန့်နေပြီးပြတ်တာပေါ်များနေကျွန်တဲ့စိတ်တွေမုံပြီးပေါ်ပြအဲ့တော့ဒီတော့ပေါ်ပေါ့နော်အဲဟိုဒါကိုကျွန်တော်တို့ကဆရာတော်ကြီးတွေတချို့ပြောတဲ့တော့ပေါ်လဲဒီလိုပါပဲပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ဟိုခုနကကျွန်တော်ပြောခဲ့တဲ့လိုမျိုးပဲနော်အဲ့လိုမှာကန့်မတည်ဆိုရင်နော်ဟိုဟိုလောကထဲဝင်လိုက်ပြီးဆိုတာလေအုံနောက်ထဲဝင်လိုက်ပြီးဆိုတာလေအာယုံပြစအဲ့နော်ဟိုအာယုံ နော်၅ပါးဘာ၅ပါးပေါ့နော်တဲကိုဝင်လိုက်ပြီဆိုတာနဲ့ဒေါ်အချောက်ပေါ်တဲကိုဝင်လိုက်ပြီဆိုတာနဲ့ဒါလောကီကရောက်သွားပြီနော်ဒိဋ္ဌိရဲ့နော်အဲတော့ကိုကုကဲမှုကကိုရောက်သွားပြီအဲ့တော့ရောက်သွားပြီဆိုတဲ့အချိန်မှာအနေနဲ့များတော့ဘာဖြစ်လဲအဲကျွန်တော်တို့ကနောက်ပထောက်ပဲထိနေထိနေကျွန်တော်တို့အနေနဲ့များတော့ဒီထက်မျောပါသွားတာပေါ့နော်ဒီဒိဋ္ဌိဒိဋ္ဌိကိုအကြောင်းပြုပြီးတော့အဝိဇ္ဇာတွေဖြစ်လာမယ်ဒါတွေအစစ်မှန်လို့ထင်သွားတာပေါ့နော် အစင်မှလုပ်တင်တာဘလူးမဆုသူတော်ကောင်းသူတော်စင်ကြီးရဖြစ်ဖြစ်ဘလူးမဆုဒီအထဲဟုတ်ပဲအဲ့တော့အဲကျွန်တော်တို့ကဗမာနေရလဲဆိုတော့ခုနမနှောမလေးကျွန်တော်အဖြစ်နော်ခုနဘယ်ထဲမှမဝင်တော့မနှောမကျွန်တော်ဖြတ်ပြီးနေခြင်းအဖြစ်အဲနော်အကုန်လုံးဖြတ်ချပြီးနေခြင်းအဖြစ်ပို့ပြီးတော့ကျွန်တော်တို့ဘာဖြစ်လဲထိန်းနေတာပေါ့နော်ထိန်းနေတာပေါ့နော်အဲတိုးတော့ဗုဒ္ဓဘာသာမှာတော့သူကဟိုဟိုမနှောဆိုတာကနော်ဟိုဟိုဘယ်လိုပြောမလဲဟိုအိပ်ပျော်နေလဲစိတ်ပေါ့နော်အဲတော့ပြောနေတဲ့ခက်တယ်ဒါပြားသခင်ဆိုရင်တော့ပို့ပြီးနော်ပြားခင် ်ပရမတ်တာဆိုတော့ပုံပြီးပါပဲလေဒါပုံလိုက်ဖြစ်တာပေါ့နော်ဒါပေမဲ့ဟိုပို့ပြီးတော့ဟိုခန်းစားရတယ်ဒါပေါ့နော်ဒါပေမဲ့အဲ့တော့အဲ့တော့ဘာလို့လဲဒီထဲဝင်လိုက်လို့ဆိုရင်ကျွန်တော်တို့ကအနော်ဒီခုနမလောကနေပြီးတော့ခုနကျန်တဲ့နော်ဒေါ်ရဒီထဲကိုကျွန်တော်တို့ငါပေါက်ငါပါတဲ့ဝင်လိုက်ပြီဆိုလို့ရှိရင်ဒါစစ်ဒိတ်ကြီးရဲ့နော်နေရာရောက်သွားပြီနော် Google Map ကိုရောက်သွားပြီအဲ့ကြောင့်ကျွန်တော်တို့ပါပဲလေဒီထဲမှာကျွန်တော်တို့ကအဲတော်တော်လေးကိုသတိမထား ်ထားနိုင်မှသာလေသူတော်စင်ဖြစ်နေတာမှာသူတို့တတိတဲ့အခုလိုပေါ့လေကိုတော်ဘာသာမှာလို့အချင်းချင်းချင်းမဲ့နော်အဲစကုဝိညာဉ်စင်ဖြစ်တယ်ဘယ်လိုမှတ်စနော်တော်တဲ့ဝိညာဉ်စင်ဖြစ်တယ်ဒီလိုမှတ်နိုင်မှသာအပြင်းနဲ့မှတ်နိုင်မှသာလေပါပဲလေအဲကျွန်တော်တို့ကဒိဋ္ဌိရဲ့လွန်မှုကိုကျွန်တော်တို့လွမြောက်နိုင်မှာပေါ့နော်အဲဒီကြားထဲမှာကျွန်တော်တို့ပြောခဲ့လို့ပေါ့လေဒီခုနလူတွေနားမလည်နိုင်တဲ့နော်ကံပီကနော်ဟိုလွန်မှုမှုတွေလွန်မှုကိုစူးစမ်းမှုတွေတိုက်ခိုက်တွေ ဓာတ်ရလည်းရှိသေးတာပေါ့နော်ရှိသေးတယ်ကျွန်တော်ပြောခဲ့လို့ပဲဒီလောကကြီးထဲမှာเนาะဟိုဒီနေနေတဲ့အကံပြီးကเนาะဟိုလုဆောင်မှုကြီးဆိုတာကျွန်တော်တို့ကတမန်လူတွေမသိနိုင်ဘူးပေါ့နော်တမန်လူတွေမသိနိုင်တဲ့အမတန်နဲ့နေတဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးနယ်ပယ်တွေမှာဒါတက္ကမနဲ့ဟောမယ်เนาะကျွန်တော်တို့ကဒါရှိတယ်ပေါ့နော်ရှိတယ်အဲ့တော့အဲ့လိုရှိပြီးတော့ခုနမသိဘူးတမန်လူတွေအားတွေကိုရှိနေမှလည်းမသိဘူးเนาะမသိတဲ့တော့ကြောင့်ပါပဲလေဒီဟာတွေရဲ့ နော်မုန်းနေမှုအောင်ပါပဲပြောကြပါတော့လေဒီလိုမျိုးပါတယ်နော်ဒါခါတိပြန်တော့လေတိပြန်တော့လေဘာဖြစ်လဲရုံးထွက်လို့မရပါဘူးနော်မတိလို့မျိုးပါတယ်အဓိကလေးတိသွားပြီနော်ဒါဒါလည်းချိတ်ပြီးသွားပြီနားလေသွားပြီဆိုအဲ့ဒီကနေကျွန်တော်တို့ရုံးထွက်ဖို့ဆိုရတယ်မလို့ဘာလို့ဒိဋ္ဌိကြောင့်ပေါ့ဒီဒိဋ္ဌိနဲ့အဲဟိုဘယ်လိုပြောရလဲဆိုတာဒီကစားဒီခုနကကျွန်တော်ကံပြီးရနော် ဆက်တယ်မှုတက်လီပတိလူဟာမျိုးတွေပေါ့ဗျာနော်အချက်ပြဒါတွေကဘုံတို့ဒိတ်ကြီးနဲ့နော်ဟိုပြုတ်ပြီးလုတ်တဲ့ဟာတွေအတွက်ကြောင့်ဒီဟာတွေနဲ့ကျွန်တော်တို့နော်ဟိုသွားနေတယ်ဗျာဒီထဲကိုရောက်သွားပြန်လေကျွန်တော်တို့ကဘာဖြစ်လဲပြန်ရုံးမလို့ပြန်ရုံးထွက်ပေါ်မလို့ပေါ့နော်တခါအပြင်မှာရှိနေတယ်လေမတိပြန်လေဒီဟာတွေပြန်မောင်းနေမှုကိုခံရတာပေါ့နော်ဒါလေကျွန်တော်တို့ကဒါတွေနဲ့ပတ်သက်ပြီးတော့နော်ဟိုအပြင်မလဲဆိုတော့ လူတူစင်းနေပြည့်ပြည့်မှုဆိုတာလည်းမလွယ်ဘူးเนาะလူနားလဲပုံမလွယ်ကျွန်တော်တို့တော်တော်လေးကိုเนาะဟိုဒီဓမ္မအကြောင်းနားလဲတဲ့လူတွေမှသာလည်းမဖြစ်လေအဲเนาะဒါအဲ့ဒီလူတွေကလည်းအစမ်းစဆိုတော့နိုင်ငံရေးပါဝါတွေစီးပွားရေးပါဝါတွေမရှိတော့ပြည့်ပြည့်မှုမလွယ်ဘူးပေါ့เนาะအဲ့တော့ကနိုင်ငံရေးပါဝါတွေရှိတဲ့ကောင်းတော်ကြီးတွေကပြည့်ပြည့်နိုင်တာကိုမြေပြန်တဲ့အခါကျတော့မလွယ်ဘူးဘာဖြစ်လို့မလွယ်ဘူးဆိုတော့ဒါတွေကခုနကကြံပြတ်တော့ပေါ့နိုင်ငံရေးစီးပွားရေးလူမှုရေးထောက်လှမ်းရေးစီးအလုံးနဲ့ဆက်ဆက်နေတာပေါ့เนาะ အဲ့ဒါတွေကိုပြုပြင်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကလူဖွဲ့စည်းရဲ့ဒီနေ့ကိုပြောင်းလဲပြင်ပါရအောင်ပေါ့နော်ဟိုစံနှုန်းလေးပေါ့နော်ဒါအောင်လေကျွန်တော်တို့ဒီမိုကရေစီလို့ပြောလို့ဆိုတာဒါဟာဒီအတွက်ပဲပေါ့နော်ခုနကဒီမိုကရေစီကျွန်တော်တို့ကဘာဖြစ်လဲပွင့်လဲလူဖွဲ့စည်းပေါ့နော်ခုနလူဖွဲ့ခံနေပြီးတော့ဟိုဟိုဒါကတိုင်းပြည်တပြည်တည်းလုပ်လို့တော့မရအောင်ပေါ့နော်ကဘာကြီးတစ်ခုလုံးမှနေပြီးတော့နော်ဒီမိုကရေစီကိုတဖြည်းဖြည်းပေါ့နော်ကျွန်တော်တို့ကအဲတော့ကျွန်တော်တို့ကူးပြောင်းမှုပေါ့နော်ကျွန်တော်တို့လို့တာပေါ့နော် ာပေါ့နော်အဲ့ဒါဒါမဲ့ဒါကိုတော်တဲ့လုံးလို့မရဘူးတိုင်းပြည်တပြည်တည်းလုံးလို့မရဘူးပေါ့နော်ခုနဟိုလူဝဲဖွဲ့စည်းရနေပွင့်လင်းလူဖွဲ့စည်းကိုကုပြောင်းဖို့ဆိုတာအဲကဘာကြီးတစ်ခုတော့လုံးမရမှာပေါ့နော်အဲလောက်ပါပဲနော်